မာတဲ့မြောင်နဲ့အပြောမာတဲ့ငတ်တခါတော့ကတောင်ကြီးတစ်ခုမှာမြောင်ကြီးတအုပ်နေတဲ့တည်းစောင်းထင်းရောက်လို့တညင်းညီကြတော့နေဝင်တဲ့ဆိုရင်ပဲတော်ရိပ်တောင်ရင်နဲ့ချမ်းစိတ်လာတာပေါ့။နောက်မိုးချုပ်လာတော့ပို့ပြီးအေးတာပေါ့။မိုးချုပ်လေးအေးလေးမောင်လေးချမ်းလေးနဲ့မြောက်တွေအလွန်စိတ်ညစ်ပြီးဟိုခုံဒီခုံလုံနေကြရင်မြတ်တော်ရိပ်မှာမိတ်တုံမိတ်တုံနဲ့ ကောက်စားနေတဲ့ပိုဆုံကျူးလေးတစ်ကောင်ကိုသွားမြင်ကြတဲ့တဲ့ဒီတော့မြောက်ကြီးတစ်ကောင်ကဟိကိုရာပဲမြတ်တော်ထဲမှာမီးတောက်ကလေးတွေးရတယ်မျက်ချောက်တွေအုံပြီးမုန်းလိုက်ရရင်မီးပုံကြီးဖြစ်လာမှာပဲကဲအချမ်းပြောက်ပြီးအနှွေးရောက်အောင်မီးလုံကြဖို့မီးဖို့ကြရအောင်လို့အော်ပြောလိုက်တော့တပည့်ဘော်ကမြောက်တွေဟောင်းတကောင်မီးတကောင်ခုန်ဆင်းလာလိုက်ကြတာမောင်ရိတ်ထဲမှာအတူတူအဝေးဝင်းနဲ့ရှုပ်ပွေသွားတာပဲ ၊မြောက်ဦးရီ၊မြောက်ပြူရီ၊မြောက်ထီရီ၊မြောက်မာရီ၊မြောက်ပေါင်းစကလေးရီတားတဲ့အမေမြောက်မကြီးရီစုံလို့ပေါ့တကောင်ထက်တကောင်မိရနာကိုရောက်အောင်လူကြရက်ကြတော့လဲကြပြူကြကုတ်ကြချစ်ကြနဲ့တတော်လုံးကိုဆူညံနေတာပဲတဲ့အရှိဆုံးရောက်နေတဲ့မြောက်ကြီးကပိုးစိုးကျူးကလေးကိုမျက်ကြားရဲကဖြည်းဖြည်းကောက်ယူပြီးမျက်ချောက်တွင်တည့်ရချောက်တွင်နဲ့အုံတဲ့တခြားမြောက်တွေကတော့လက်ကလေးတွေရှေ့ပြည့် ရှင်ကလေးတွေရှိကောခေါင်းကလေးတွေရှိတူပြီးမီးလုံကြတဲ့တိတ်ပြီးချမ်းနေတဲ့မြောက်တကောင်ကတော့တကုံကုံနဲ့ငုံငုံပြီးအာရဘာရမုန်လိုက်တာမျက်စိကိုပြူးနေတာပဲတဲ့တိရွယ်၆တိမျက်စောက်တွေကိုမီးဆွဲပြီးမီးပုံကြီးဖြစ်လာလိမ့်မယ်လို့မုန်းရှာတာပေါ့ကွယ်သူခမမောကြီးပန်းကြီးနဲ့သာမုန်းရရှာတယ်ပိုးဆောင်ကျူကတော့မိတုံမိတုံနဲ့ဘာမှမထူးကြဘူးပေါ့ကွယ် အဲ့ဒီအခါမှာတပည့်တပည့်ပေါ်မှာနားနေတဲ့ငှက်ကြီးတစ်ကောင်ကပြန်ဆင်းလာပြီးမီးမုတ်တဲ့မြောက်ကိုပြောတဲ့။အိုးမိတ်ဆွေမြောက်အတင်မောက်နေတာမီးမဟုတ်ဘူးပိုးဆုံးကျပါလို့ပြောတဲ့။သူကတော့တနာလို့ပြောတာပေါ့လေဒါပေမဲ့မြောက်ကတော့နားမထောင်ဘူးဆက်ဆက်ပြီးတော့သာမုံမြဲတိုင်းမုတ်တဲ့။ငှက်ကြီးကလည်းဆက်ဆက်ပြီးတော့သာမီးမဟုတ်ဘူးပိုးဆုံးကျမီးမဟုတ်ဘူးပိုးဆုံးကျလို့ဩတဲ့။ တီတော်အမြောက်ကဒေါသထွက်ပြီးငှက်ကြီးကိုကြောက်ဆောင်နဲ့ကန်ရိုက်လိုက်တော့ပွေချင်းပြီးတေပါလီရောတဲ့